မင်္ဂလာပါရှင် Voice of Revolution တော်လန်တန်သတင်းစာမျက်နှာမှာနှုတ်ခွန်းဆက်သပါရယ်မလ28ရက်နေ့အတွက်တော်လန်သတင်းတွေကိုကြီးညာပေးပါတော့မယ်ကျမတို့ခေစောင်းအောင်ပါရှင်ဒီနေ့မလ28ရက်နေ့မွလန်ပိုင်းမှာငလျင်ပဟိုကျမဟာမြန်မာနိုင်ငံရဲ့စကိုင်းမြို့နဲ့16ကီလိုမီတာအကွာကနေအင်အားခုနှစ်ဒသမခုနှစ်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးထိခိုက်ပျက်စီးမှုများနိုင်တယ်လို့ American ဘူမိတိုင်တိုင်ရေးဌာန United States Geological Survey USGS ကထုတ်ပြန်ပါတယ်။ခရီးသားဧည့်သည်သွားလေရှိတဲ့မြန်မာနိုင်ငံကအထင်ကရနေရာတွေနဲ့လူနေအိမ်အဆောက်အဦတွေပြန်စည်းပြိုကျခဲ့ပြီးလူသေဆုံးမှုတွေများနိုင်တယ်လို့သိရပါတယ်။စကိုင်းတိုင်းမှာစကိုင်းတရာဟောင်းကျိုးကျခဲ့ပြီးမန္တလေးတိုင်းမှာမဟာမြို့မြို့နေဖျားကြီးမန္တလေးဂရိုဟိုတယ်မန္တလေးကျုံအိုယိုမန္တလေးတက္ကသိုလ်မန္တလေးအပြည်ပြည်ဆိုင်ရာလေးစိတ်စတဲ့အထင်ကရနေရာတွေအပြင်အောင်ချမ်းသာအယိုးစေကနေလူနေအိမ်အများပြပြိုကျခဲ့တယ်လို့ မန္တလေးမြို့ရှိ ရွှေဘုံရှိန်ပလီမှာဒီနေ့မလ28ရက်နေ့တောက်ကြနေ့ဝိပြုနေချင်းငလီလှုပ်ခတ်မှုကြောင့်ပလီပြိုကျသွားပြီးအ ਨੇ ဆုံးလူ10ဦးထပ်မံသေဆုံးနိုင်တယ်လို့သိရပါတယ်။စကောင်းစီရုံထရန်နေပြည်တော်ရှိစေယုံကျုပ်ဒဲကအဆောက်အဦတွေလွတ်တော်အဆောက်အဦအပါဝင်ဝန်ထမ်းအင်အားပြည်မနာမြို့ကခလာရ85တယုံတိုင်းစစ်ဌာနချုပ်ရုံအပါဝင်မြို့မစေတပြေကုန်းစေအိုရှင်ဇေးဝယ်စင်တာနဲ့ နေဆောင်ဦးတွေပျက်စီးခဲ့တယ်လို့ဒေတာတွင်သတင်းမြစ်တွေထံကသိရပါဗျ။ဒါပြင်ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့ကအောင်ပန်းဟိုတယ်အဆောင်အုံလည်းပြုချခဲ့ပြီးပိမိနေသူတွေရှိကအင်းလင်းဒေတာမှာရှိတဲ့ဖောင်တော်ဦးဖရအပြင်လူနေအိမ်နဲ့ဟိုတယ်တွေထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။ရန်ကုန် AR တိုင်းနဲ့ပဲခူးတိုင်းမှာလည်းငလျင်တန်တက်ရောက်ခဲ့တဲ့အပြင်ရန်ကုန်မန္တလေးအမြန်လမ်းမှာလည်းမိုင်းနိုင်360နှစ်အပါဝင်လမ်းတလျှောက်ပျက်စီးခဲ့တယ်လို့ခရီးသွားပြည်သူတွေထံကသိရပါဗျ အင်အားပြင်းကလေးလှုပ်ခတ်မှုတွေကြောင့်လူသေဆုံးမှုများနိုင်ပြီးကုညီကယ်ဆယ်နိုင်မဲ့လူငယ်လူရွယ်အများစုမှာစစ်မှုထမ်းဥပဒေကြောင့်ပြည်ထိုင်တာလုပ်ငန်းအင်အားနဲ့ပါနေပြီးပြည်သူတွေဘေးကင်းနိုင်ဖို့ဆူတောင်းတယ်လို့သတိဒေသခံတအူးကပြောပါရယ်ထိုင်းနိုင်ငံဘကောက်မြို့မှာလည်းအထက်မြင့်အဆောက်အဦတွေနဲ့ဆောက်လက်ဆတိုက်သည်တွေပြူချမှုကြောင့်လူနာတင်ရင်တွေတော်လာနေပြီး အလုသမားတွေကိုအလုပေးစင်တော်တွေလှုပ်ဆောင်ခဲ့တယ်လို့ဗန်ကောက်မြို့နေမြန်မာတူထံကသိရပါတယ်။လွန်အားပြင်းတဲ့ငလီရဲ့နောက်ဆက်တွဲငလီငယ်တွေလှုပ်ခနန်းတဲ့ကြောင့်ရိုင်းနေသွားတဲ့အဆောက်တွေထဲမှာစံနေချဖို့ငလီရင်ကြောင့်စေတရမန်တွေအကွဲမှုရှိမစစ်စစ်ဆေးပြီးလိုအပ်ရင်ချုပ်တင်ရွှေ့ပြောင်းချဖို့နဲ့အချို့ဒေသတွေမှာငလီရင်ကြောင့်တဲအီပြောခြင်းတွေဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုနေထိုင်ချဖို့အမျိုးသားညီညွတ်အစိုးရကသတိပေးထားပါတယ်။ ငလင်တန်ကြောက်ရွံ့မှုနဲ့ပတ်သက်ပြီးစစ်ကောင်းစီကကူညီကယ်ဆယ်မှုတွေမမြင်တွေ့ရဘူးလို့လဲဒေသခံပြည်သူတွေကမှတ်ချက်ပေးနေကြပါတယ်ရှင်။ပဲခူးတိုင်းပေါခေါင်းအုပ်တွင်းအမြန်လမ်းမိုင်းနဲ့ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းမှာ PDF တွေတိုက်ခိုက်မှုကြောင့်စစ်အုပ်စု၁၀ဦးထပ်မံတေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်အစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ တောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲကထုတ်ပြန်ပါတယ်။မနေ့ကမလ29ရက်နေ့မှာရန်ကုန်မန္တလေးလမ်းဟောင်းအောက်တွင်းမြို့နယ်ညောင်ချေတောင်အပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်တွေကလမ်းပိုင်းစစ်ဆေးမှုတွေပြုလုပ်နေစဉ်ညောင်ချေတောင်အပိုင်းရဲစခန်းကအင်အား6ယောက်ပါအေစီကအဖြူအောင်တစီ ဗန်ဂါရီပြုတ်ထားတဲ့ယထာကောင်းတွေအတူနဲ့အင်အား၁၀ဦးပါစစ်ကောင်းစီတပ်ဖွဲ့ဝင်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်းစီတပ်ဖွဲ့ဝင်9ဦးသေဆုံးက3ဦးဒဏ်ရာရရှိခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မလ25နေ့မှာလဲပောက်ခေါင်းအုပ်တွေးအမြန်လမ်းပိုင်းအတိုင်းမောင်းနေလာတဲ့စစ်ကောင်းစီကိုဘော်ရာကြီးရွာနဲ့ပေါ်လန်ကြီးကြီးရွာကြအရောက် ည10:00နာရီမိနစ်20အချိန်မှာပြည်သူ့ကာကွယ်ရေးတပ်တွေကဂျားပြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်အင်အား30ခန့်ပါစစ်ကားတစ်စီးကြောက်ထဲပြုတ်ကျသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးက12ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မလ26ရက်မနေ့တနင်္ဂနွေအချိန်ကလည်းရန်ကုန်မန္တလေးအမြန်လန်း128မိုင်မင်းရဲ့ရေစခန်းနဲ့124မိုင်နဲ့ရေတွေရေစခန်းတွေကို ပြည်ရဲဘူပေါင်းတပ်တွေကဒပြိုင်နဲ့ဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်သားတအူသေဆုံးခဲ့ပြီးလေးဦးအပြင်းထန်ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးတော်လိုင်းရဲဘော်တွေထိခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်တိုင်းစစ်ဌာနဘက်ဗျူဟာ21တက်ခွဲ3ဗျူဟာ22ပြည်ခရိုင်တရင်363ရက်နှင့်အမှတ်383ရက်တရင်နှင့်အမှတ်3031တရင်ကကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ပဲခူးတိုင်းရန်ကုန်ပြည်လမ်းမိုင်းနဲ့ရန်ကုန်မန္တလေးလမ်းမိုင်းမှာလည်းပြည်သူ့ကာဝေးရေးတပ်မတော် PDF တပ်ဖွဲ့ဝင်တွေကမလ29ရက်နေ့မှာလမ်းမိုင်းစစ်ဆေးရေးဆောင်ရွက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနနဲ့ဗျူဟာ22ကထုတ်ပြန်ထားပါတယ်ပဲခူးတိုင်းအတွင်းရှိရန်ကုန်မန္တလေးလမ်းဟောင်းရန်ကုန်မန္တလေးအမြန်လမ်းသစ်ပဲခူးစတောင်းလမ်းမိုင်းနဲ့မွန်ပြည်နယ်အတွင်းရှိရန်ကုန်မုတ်တမ ရန်ကုန်ဖအံလမ်းမိုင်းတွေကိုနေ့စဉ်ည6နာရီမှမနေ့6နာရီအတွင်းသွာလာခြင်းမပြုကြဖို့တောင်ပိုင်းစစ်ဒေသအမှတ်2စစ်ဒေသက2023ခုနှစ်ဧပြီလကတည်းကထုတ်ပြန်ထားပါတယ်ရှင်။စကိုင်းတိုင်းတပည့်မျိုးပေါ်ရှိစစ်တပ်စခန်းတစ်ခုကိုဖက်စစ်တော်လိုင်းရဲ့အထိတ်မှတ်အဖြစ် short တိုက်တုံးနှလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြစ်မှတ်ကို ထိမှန်ပါခဲ့ကြောင်း Freedom Revolution 4 FRF တပ်ဖွဲ့ထံကသိရပါဗျ။ တပေးမြို့ကုန်းသားဦးနဲ့အထက်ကကြောင်းအတွင်တဆွဲနေထိုင်တဲ့ စစ်သားရဲပြူစောထီတွေကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမလ29ရက်ည9:12မိနစ်မှာနှစ်80ပြည့်ဖက်စစ်တော်လရဲနဲ့ထိမ့်မှတ်ဖြစ်တရားခွန်မမရှော့တိုက်တုံနှလုံးဖြစ်ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်ရှော့တိုက်တုံနှလုံးစလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးပြစ်မှတ်ကိုထိမှန်ကအဆိုပါစကန်မှာအင်အားတရားခန့်ရှိနိုင်တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကို Freedom Revolution Force FRF နဲ့တပည့်မြို့နယ်ပကပတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလ က်နဲ့ငယ်တွေနဲ့ရန်တမ်းပြစ်ခတ်ခဲ့ပေမဲ့ပြည်သူကာကွယ်ရေးဘော်တွေထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ပဲခူးတိုင်းတာယော်ရီခရိုင်နတလင်းမြို့နယ်လင်းမအင်းဖုန်ကြီးကျောင်းနဲ့ဗန်ပွဲကုန်းထေကျော်စီဆိုင်မှာတက်ဆွဲထားတဲ့စီအိုစကိုဝင်ရောက်တိုက်ခတ်ခဲ့လို့စစ်သားနှုတ်သေဆုံးပြီးညာရင်းချင်းတက်ဆုတ်ထွက်ပြေးသွားတယ်လို့ဖုန်နဲ့ DF နတလင်းထပ်ဖွဲ့ထံကသိရပါတယ်။နတလင်းမြို့နယ်ရှေ့ဘက်လင်းမအင်းဖုန်ကြီးကျောင်းနဲ့ ဗန်ပွေကုန်းထေးကျော်စစ်ဆိုင်မှာအင်အား90ကန်နဲ့တဆွဲထားတဲ့စစ်သားပြူစော်တီတွေကိုမလ24ရက်နေ့ည9:00မိနစ်40မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဝင်းရောက်တိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စီအိုစုကအဲ့ဒီစကန်ကနေညရင်းချင်းတက်ဆုပ်ပြေးသွားပြီးမလ25ရက်နေ့မနက်မှာတော်လိုင်းရဲတပ်တွေနမည်ရှင်းလင်းလှုပ်ဆောင်ခဲ့ရာပစ္စည်းသိမ်းဆည်းရမိခြင်းတော့မရှိဘူးလို့သိရပါဗါတယ်တိုက်ပွဲအတွင်းသိမ်းဆုံးသွားတဲ့ စစ်သားတွေနဲ့ဒဏ်ရာရရှိသူတွေကိုလူနာတင်ရင်တွေနဲ့ပြည်စေးရုံကိုတည်ဆောင်သွားပြီးတဲ့နောက်လက်မအင်းရွာဖုန်ကြီးကျောင်းနဲ့ဗန်ပွေကုန်းရွာထေကျော်စစ်ဆိုင်မှာတဆွဲထားတဲ့စစ်သားပြစောထီတွေကပြည်မုံရွာကိုညာရင်းချင်းစုခွာသွားတယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတာယောရီခရိုင်အမှတ်1တရင် P23801 တခွဲနဲ့ဖုန်နဲ့ DF နဲ့ တပ်ဖွဲ့6အေယာညီနောင်စစ်ကြောင်းတို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်သားရဲ့ပြစောထီတွေနဲ့စစ်တပ်တောက်တိုင်းတွေကိုတိုက်ခိုက်သွားမှာဖြစ်တဲ့ကြောင့်ပြည်သူတွေအနေနဲ့ဆေးဥစုနဲ့အနီးတဝိုက်နေရာတွေကိုသွာလာလှုပ်ရှားခြင်းမပြုကြဖို့ Phoenix DM နဲ့တလင်းအဖွဲ့ကသတိပေးထားပါတယ်ရှင်။အခုနားဆင်ကြရတဲ့သတင်းတွေကတော့ Voice of Revolution Live News ရဲ့နေ့စဉ်သတင်းလေးဖြစ်ပါတယ်။ကြည့်ရှုနားဆင်ကြတဲ့တော်လန်ပီသူအားလုံးဘေးပြာဝေးကွာကြပါစေရှင်။